ောမင်းသားရဲ့ငယ်ချင်းတွေမင်္ဂလာပါဗျာဟောကျွန်တော်ဒီအချိန်20အတွက်ပေါ့နော်အချိန်20အတွက်အပြီးခဲ့တဲ့16ချိန်မှာကျွန်တော်ရိုက်ပြတဲ့ brake ဒီလိုင်းကနေကျွန်တော် brake 1 ရိုက်ပြပါတယ်เนาะဒါပေမဲ့ကနန်းကတော့လုံးဝလုံးဝလွဲပါတယ်ကျွန်တော်တို့ကဘရိတ်တ်ဆိုရင်480လူကနန်းမျိုးကိုပဲထိုးမိပါတယ်เนาะလေးနှစ်ချာစီပေါ့เนาะဒီ30တီ4 5 36တီ4 20တီ4 ခွန်၃ခွန်ဒီ၄အဲ့ဒီ၄ကြီးကဘောနော်သူကဒီမှာလှမ်းရိုက်ကြတာဘောနော်ဒီ၃၀ဒီ၄လို့ရိုက်တော့ချိန်မှာဒီလွတ်နေတဲ့ခွာ၄ဘောနော်ဒီ၄ရဲ့ပါဝါကိုနောက်ပေါင်းကိုဆိုပြီးတော့အဲ့တော့ကျွန်တော်တို့ရိုက်ခဲ့တာပေါ့936ဒီ၄ လွတ်နေတဲ့ကွာနှစ်နှစ်ရဲ့ပါဝါခုံကိုနောက်ပေါင်းခုံဆိုပြီးရိုက်ခဲ့တာပေါ့နှစ်20တီလေးအမှလွတ်နေတဲ့ဒီကွာပေါင်းခုံခုံရဲ့ပါဝါနှစ်ကိုနောက်ပေါင်းနှစ်ဆိုပြီးရိုက်ခဲ့တဲ့လိုင်းပေါ့နော်လေးကမြောက်မှာလေကျွန်တော်တို့ဒီခွန်၃ညခွန်ဒီ၄လွတ်နေတာခွာ၃ည တုံရရဲ့ပါဝါ9နောက်ပေါင်း9ပေါ့နော်နောက်ပေါင်း9ပေါ့ဒီတော့ကတော့ကျွန်တော်တို့ကဗရိတ်ကိုဖမ်းလိုက်လို့၄ခွန်၈ပဲပါတယ်ပေါ့နော်အဲသူရဲ့အဲ့လိုလိုရိုက်ပြီးတော့ပေါ့နော်ဒီခွာပေါင်း၄ရဲ့ပါဝါကိုနောက်ပေါင်းကိုခွာပေါင်း၄ရဲ့ပါဝါခွန်နောက်ပေါင်းခွန် ွာပေါင်းခွန်ရဲ့ပါဝါနှစ်နောက်ပေါင်းနှစ်ကွာပေါင်း၃ညရဲ့ပါဝါ၅နောက်ပေါင်းငါလို့ရိုက်ပြီးတော့သူ့ရဲ့အောင်မှာနော်သူ့ရဲ့အောင်မှာကျွန်တော်တို့ကဒီနှစ်ဦးกว่าနှစ်ကနှစ်ရဲ့ပါဝါခွန်ပရိတ်ခွန်လေးရဲ့နှစ်ဦးกว่าလေးရပါတော့နော်လေးရဲ့ပါဝါကိုပရိတ်ကို နှစ်ဦးခွာတက်ကဒီရပါဝါ6နှစ်ဦးခွာတက်ကဗောနော်ဒီရပါဝါ6ပရိတ်6နှစ်ဦးခွာ6ကနှစ်ဦးခွာ6ကชาวเยปาวาติปริฏิปริฏิสิเยบ่เนาะปีเกเรปากาปริฏิดังแม้จนเราอ้อกล้วยอนีเนี่ย သုံးမပြုခဲ့ပါဘူးနော်။အဝဲနေနဲ့သုံးမပြုခဲ့ break နှစ်အင် break တက်ကပေါ့နော်အောင်သွားတာ။တီခွာပေါင်းလေးကိုလေးရပါပါကိုနောက်ပေါင်းကိုလို့ရိုက်ပြီးတော့တီခွာပေါင်းနှစ်ရပါပါခုံကို break ခုံဆိုပြီးသူကတန့်ရိုက်သွားတာ။ควาบ้องนี่ป่าวาขุนนาวบ้องขุนโลย้ายไปတော့ တီခွာပေါင်းလေးရပါပါကိုကိုဗရိတ်ကိုဆိုပြီးရိုက်သွားတာတီခွာပေါင်းခွန်ရပါပါနှစ်ကိုနောက်ပေါင်းနှစ်လို့ရိုက်ပြီးတော့ခွာပေါင်းတရပါပါ6ကိုဗရိတ်6ဆိုပြီးရိုက်သွားတာခွာပေါင်း3ညရပါပါ9ကိုနောက်ပေါင်း9လို့ရိုက်ပြီးတော့တီခွာပေါင်း6ရပါပါ1ဗရိတ်1ဆိုပြီးတော့ ဒါ line ပေါ်ကိုပရိတ်တထိုးရင်းနဲ့တကယ်ရင်းနေတင်ပေးခဲ့ပါတယ်เนาะအဲသူ့ရဲ့ခုကကျွန်တော်တို့ကသူ့ရဲ့အောင်မှာပေါ့เนาะတရားဆိုတဲ့ကနန်း1 2 3 4 6ချာစီ1 1 1ဆိုတဲ့ကနန်း1 2 3နဲ့အ1 2 3 4 6ချာတော့ဒါ4 3 4 4ဆိုတဲ့ကနန်း1 2 3 4 6ချာတော့ဒီမှာကျွန်တော်တို့ ခုထွက်မဲ့ပင်ပေါ့နော်မြင်လိုက်နေနေဆိုရင်တော့ဒီအပူခွလေးနေချာအပူခွလေးနေချာအပူခွလေးနေချာအပူခွလေဒါထိုးလို့ရပါသေးတယ်နော်ဒီလိုင်းကိုကျွန်တော်ကောက်ထတာကတော့ဒီလိုင်းကိုကျွန်တော်ကောက်ထတာက ့ဒီစစ်ခွန်ချောင်းငါဘုံเนาะတော့နေတေတုံညတုံနေတေတုံညလေးနေချာစီအဲ့တုံနေတေတုံညလေးနေချာစီရဲ့ပြေးလန်းနေရအများကြီးပဲဘုံเนาะအဲ့ဒါဒီနောက်ကြောင်းမပြန်တော့ပါဘူးတုံးတုံးနဲ့တေတုံညာကိုခုက6965နဲ့ကျွန်တော်တို့ကစားကြည့်အောင်ပေါ့နော် ေပေါင်းနေရှေပေါင်းငါရှေပေါင်းတစ်ရှေပေါင်းနေရှေပေါင်းငါရှေပေါင်းတစ်နှင်းငါတစ်ရှေပေါင်းသုံးခုရပေါင်းလက်ရှေပေါ့နော်ဒါသုံးနှစ်တစ်သုံးရဟုရှေခွန်6ငါနဲ့ရိုက်မယ်ဆိုရင်ပေါ့ရှေပေါင်းရှေရှေပေါင်း6ရှေပေါင်းသုံးရှေပေါင်းရှေရှေပေါင်း6ရှေပေါင်းသုံး663ဆိုတော့ရှေပေါင်းသုံးခုရပေါင်းလက်ကခွန်ပေါ့နော် ရှစ်ခွန်ရှစ်ခွန်ပြီးတော့6ဟောပေါ့နော်ရှစ်ပေါင်းနဲ့ရှစ်ပေါင်းတုံညာရှစ်ပေါင်းလေးနှစ်တုံညာလေးရှစ်ပေါင်းသုံးခုရဲ့ပေါင်းလာက6ဟောပေါ့ရှစ်ခွန်6သုံးနှစ်တစ်တုံညာကိုပါဝါလန်ပြီး6 6 5နဲ့ရိုက်ဖို့ပါတို့ကရှေပေါင်းသုံးခုရဲ့ပေါင်းလက်9နဲ့ရိုက်ကြည့်အောင်ပေါ့နော် ရှေပေါင်းသုံးခုရဲ့ပေါင်းလဲ9နဲ့ရိုက်မယ်ဆိုရှေပေါင်းလေးရှေပေါင်းလေးလေးလေးရှေပေါင်းခွန်လေးလေးခွန်ဆိုတော့9ပေါ့နော်ရှေခွန်6 9ရှိပေါင်းသုံးခုရဲ့ပေါင်းလက်၅ဖြစ်ဖို့အတွက်ကဒီမှာနှလုံးပေါင်းခွန်ရှေပေါင်းခွန်လို့ဝင်ရမှာပေါ့နော်ဒီမှာရှေပေါင်းခွန်လို့ရပါတယ်အဲ့လိုပဲပေါ့နော် ဒီနှလုံးသုံးညာဒီနှလုံးလေးဒီနှလုံးတစ်ဒီနှလုံးသုံးညာဒီနှလုံးလေးဒီနှလုံးတစ်သုံးညာလေးတစ်ဆိုတာလေသူကငားလို့ခင်ထားပါလေဒီနှလုံးသုံးညာဒီနှလုံးသုံးဒီနှလုံးသုံးနှလုံးသုံးညာနှလုံးသုံးနှလုံးသုံးသုံးညာသုံးသုံးကြတော့6လို့ခင်ထားပါလေငား6ပေါ့နော်ဒီနှလုံးမောင်းခွန်ဒီနှလုံးမောင်း6ဒီနှလုံးမောင်းလေးခွန်6လေးနော် နှလုံးမောင်းခုနှလုံးမောင်းဆောင်နှလုံးမောင်းလေးခွန်6လေးကြတော့ခွန်လို့ခင်းထားပါတယ်9 6ခွန်လို့လာပါတယ်เนาะဒီနှလုံးမောင်းတုံညာနှလုံးမောင်းလေးနှလုံးမောင်းတစ်က9နှလုံးမောင်းတုံညာနှလုံးမောင်းတုံနှလုံးမောင်းတုံက6 5 6နှလုံးမောင်းခွန်နှလုံးမောင်း6နှလုံးမောင်းလေးရခွန်9 6ခွန်9 6ခွန်8ဆိုရင်တော့ နှလုံးပေါင်း6နှလုံးပေါင်း5နှလုံးပေါင်းခွန်နှလုံးပေါင်း6နှလုံးပေါင်း5နှလုံးပေါင်းခွန်မှာရှစ်လို့ဖြစ်မှာနှလုံးပေါင်း3ဦးရဲ့ပေါင်းလက်က5 6ခွန်ရှစ်ဆိုရင်လေနှလုံးပေါင်းခွန်ပါပဲเนาะအဲဒီလိုင်းကနှလုံးပေါင်းခွန်ကစုံပြီးတော့ကြတယ်ပေါ့เนาะအဲ့ဒါကိုကျွန်တော်တို့ကရှေးပေါင်းခွန်ပေါ့เนาะရှေးပေါင်းခွန်ကိုခဏထည့်ရင် ဒါဘာနဲ့ထည့်မလဲဆိုရင်ဒီ၃နေနဲ့ဆက်မှာပေါ့နော်ထေစီနောက်ပိတ်တော့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 ပရိတ်၃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 ပေါ့နော်အဲ့ဒီ၃နေရဲ့ပါဝါ၈တွေနဲ့ကျွန်တော်တို့ကနန်းထည့်ကြည့်အောင်ရှိတဲ့နဲ့ကနန်းထည့်ကြည့်ရင်ဒီစိမ့်လိုက်ပေါ့နော်ဒီ1 1 4က ွန်ခွန်ရဲ့ထိပ်စီးတည့်ရဲ့ဒီရှစ်ရှစ်ပုံကြီးပေါ့နော်ရှစ်ပုံကြီးတဲ့ဒီ36 36က6 36 36က6 6ရဲ့ထိပ်စီးနေရသည်လဲ8 4 3ခွန်က လေးနော်လေး3ခုကလေးလေး3ခုကလေးထိပ်စီးလေးနဲ့ပေါင်းတော့လေ10 10ပုံပြီပဲနော်9349 9349အထက်စီး9နဲ့ပေါင်းမှ10ဖြစ်မှာဆိုတော့9ထိပ်ပေါ့နော် ိုးထိတ်လို့ယူပြီးတော့ဒီတုံညာနဲ့တုံညာနဲ့ဒီတုံညာရှင်းနဲ့တင့်နဲ့ဒီကိုတုံညာကိုရှင်းနဲ့တုံညာနဲ့ဒီရှင်းတုံညာကိုရှင်းကိုနဲ့ရှင်းနဲ့ဒီခွန်တုံညာကိုရှင်းခွန်ဆိုတာကရှစ်ခါပေါ့နော်ရှင်းပေါင်းခွန်ကိုကိုထိတ်ရှစ်ခါနဲ့ရှင်းပေါင်းခွန်ကိုကိုထိတ်ရှစ်ခါနဲ့ကိုရှင်းခွန်ကိုလည်း ထိုးလို့ရပါလေ။ဘာလို့လဲကိုရှိခွန်ကဘာလို့လဲဆိုရင်ဒီခွာပေါင်းတစ်ကပရိတ်တစ်လို့ဝင်ထားလို့ဒီခွာပေါင်း၄ကပရိတ်၄လို့ဝင်ထားလို့ဒီခွာပေါင်း၈ကပရိတ်၈လို့ဝင်ထားလို့ဒီခွာပေါင်း၄ကပရိတ်၄လို့ဝင်ဦးမယ်ဆိုရင်တော့ကိုရှိခွန်ပေါ့နော် ကိုရှိခွန်ဟုတ်ကျွန်တော်မင်းတတ်တာပါအောင်မြင်ကြပါစေ